ဆိုတော့အနည်းပါငါအင်တာနက်ကကပါလေဟဲ့လောဆစရာတော့ဒီပေါ်တော့ဒီနေ့အဲ့ဒီတော့ဒီနေ့ခွန်အားလေးပေးဖြစ်တာပေါ့နော်အနည်းတော့အဲ့လိုမျိုးခေးသွားတဲ့အခါမှာကို့မြင်ပါတယ်အများကြီးတွေ့တယ်တချို့တကယ်အလုတ်လုတ်ပြီးတော့စူးစားနေတဲ့မြန်မာတွေရှိတယ်နော်ဒါတကယ်ပါ wifi ရလေဒီမှာတစ်ချက်ချက်အရင်ဒုက္ခရောက်တာပဲ wifi က wifi မကောင်းအခါလေးကြိုက်ဆိုအဲ့ဒီပြောချင်တာကတော့ဘောနော်ဒီနေ့ခွန်အားဖြစ်စင်မဲ့အရာလေးလည်းဖြစ်မှာပါလို့ဘာကြောင့်လဲဆိုတော့ဒီနေ့အန်တီတွေးရတဲ့ကိုမြန်မာတွေနော်တွေးရတဲ့မြန်မာတွေကနာဘောနော်သူတို့သူတို့စီကပြောတဲ့အတန်လေးတွေကိုကကြိုင်စိတ်ကမကောင်းကဲစိတ်မကောင်းပါဘူးလို့ ။ဒါကြောင့်မလို့ဒီနေ့အန်တီရဲ့ live လေးရတော့ဒီနေ့အန်တီသွားခဲ့တဲ့ဒီကမ်းခြေမှာတွေ့ခဲ့ရတဲ့မြင်မာ တွေရှိပါတယ်။သူတို့အတွက်အန်တီကခွန်အားဖြစ်စေတဲ့စကားလေးလည်းပြောခဲ့တယ်။သူတို့ရဲ့ခံစားချက်ကလေးကိုလည်းအန်တီကနားထောင်ပေးခဲ့တယ်။ပြီးတော့အန်တီသူတို့နဲ့ထပ်တွေ့ဖို့လည်းရှိပါတယ်လို့။ဘာကြောင့်လဲဆိုအန်တီကကိုယ့်မြင်မာအချင်းချင်းကိုအားပေးရမယ်နော်။သူများနိုင်ငံမှာ ဒုက္ခနဲ့ဒုက္ခနဲ့လာပြီးတော့အလုလုနေတဲ့သူတွေအဲဒီတို့ကအားပေးရမယ်သူတို့တနေကုန်တော့မတရက်ကမယ်ဟောပြီးလို့ရှင်လာမြဲဧည့်သည်တွေကိုသူတို့နော်အစားတောက်မှားလိုက်ပြေးလိုက်လွားလိုက်ဆိုတော့တော်တော်များများကဒီကျွန်းမှာမြန်မာတွေအများကြီးရှိတယ်ကိုကတော့မသိဘူးပေါ့နော်ဒါကြောင့်မလို့ကိုကိုအတွက်လည်းခွန်အားဖြစ်တယ်လို့သူတို့အတွက်ကိုလည်းခွန်အားဖြစ်ဖို့အတွက်အန်ဒီရတို့ဒီနေ့ ဒီ live လေးလွှင့်နေပြီးတော့ကိုမိုက်ကိုသွားလို့ရှင်ဒီကိုမိုက်ကကျုံးနေပေါ့နော်အဲ့ကျုံးနေမှာကတကယ်စည်းကြည့်တာအဲ့ဒါလေးကိုလေအန်တီက sharing လုပ်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အန်တီတို့သွားခဲ့တဲ့ဒီဒီဒီတစ်ခေါက်ပေါ့နော်ဒီတစ်ခေါက်သွားတာတစ်ခါမှအဲ့လိုပေါ့ဒီကျုံးကျုံးသွားလို့ရှင်ကွာအဲ့ကျုံးကိုသွားတယ်ဆိုလို့ရှင် မော်တော်ဘုတ်ကပဲပေးရတယ်အခုအဲ့ကျုံးကကိုတောင်းတာဆိုတာကိုတော်မျိုးလုံးပြူသွားတယ်တစ်ခါမှ မကြားခဲ့ဘူးတော့ကျွန်းစရိတ်ဆိုပြီးတော့ကျွန်းဝင်ကဆိုပြီးတော့ပတ်စံပေးရတယ်။အော်ဖရားကြီးတခါမှမကြားဘူးပါလားပေါ့နော်။ဆိုတော့အန်ဒီနေ့ဘဲသွားကြမလဲဆိုတော့ကဲဒီနေ့အန်ဒူနေတဲ့ဘက်ကအန်ဒီတို့နေတာကဒီကိုမကဲဒီဘက်တစ်ချမ်းပေါ့နော်။အခုအန်ဒူကဘနာနာကျွန်းကိုသွားမယ်ဆိုတော့အဲ့ဒီဘနာနာကျွန်းရဲ့အရှိတ်ဘက်မှာဘာရှိလဲဆိုတော့ကိုကုရှိတယ်။အခုကျွန်း တော်ရှိတယ်တော်တော်လေးကိုလှတယ်ပလန့်ကြည့်တာနဲ့ကွာဟိုကျွန်းလေးကတဲတောင်လေးဖြူဖွေးနေတာပဲမြင်နေရတယ်အဲ့လိုပဲလှမ်းကြည့်အောင်ပဲအဲ့အဲ့ကျွန်းကိုသွားဖို့အတွက်ကိုအဲ့နဲ့မေးတာပေါ့ကဲတယောက်ကိုဘယ်လောက်လဲဆိုတော့အဲတယောက်ကို350တဲ့အဲ့အဲ့ကျွန်းကိုသွားဖို့အတွက်ဖြတ်ဖို့အတွက်ခလေကနော်ဟိုဆက်လေကလားဘယ်လိုကိုသင်းမောကလားတယောက်ကို350ဆိုတော့အန်တူက6ယောက်ဆိုတော့3000နီးပါးဖြစ်နေပြီကွယ် ဟိုအရင်တော့ဆိုပထရကနေပြီးတော့ဟိုကျွန်းလေကောင်နေသွားလို့ရှင်1500ပဲရှိတယ်။ဟိုတရက်ကို350ဆိုဟဲ့တယောက်350ဆိုရင်တို့10ယောက်ဆိုရင်ပဲ3500ဖြစ်နေပြီဆိုတော့ဈေးကအရန်ကြီးတယ်ကွာ။ဆိုတော့အဲ့တော့အဲ့တော့မသွားဘူးလို့ဆိုတော့အဲ့တို့အဲ့ဘနနာဘီချ်ကိုအဲ့တို့ကြည့်တော့ဘီချ်ကတော့လှလာ။အဲ့ဘီချ်ကလည်းရန်ကောင်းတယ်။ချစ်ကန်းကြီးရဟိုတဲတော်မင်းရလေအရှိကြီးပဲအန်တီဘက်ကအချမ်းကျော်တိတ်မကောင်းအဲ့ဘက်ကျတန်ကန်းကန်းကြီးရအရှိကြီးမာမာ သူကဘင်္ဂလိုလေးရလဲနည်းနည်းလေးပဲရှိရသေးတာဘင်္ဂလိုလေးရနည်းနည်းလေးပဲရှိတော့တိတ်ပြီးတော့ tourist မများဘူးကွာအဲ့တော့သွားတာ17နာရီလောက်ဆိုတော့တိတ်ပြီးတော့လူတွေလည်းမရှိဘူးမရှိတဲ့ခါတိတ်ဆိတ်ပြီးတော့လေတကယ်အပန်းဖြေလို့ကောင်းတယ်အဲ့တဲဆောင်ပြင်ကျဲတဲ့အတွက်ကြောင့်ပို့ပြီးတော့ပေါ့နော်သွားပြီးတော့လေဟိုအဲ့လိုမျိုးခဲလုံးနေဟိုအမိုက်တီလည်းမရှိဘူးတော့တိတာအဲ့အဲ့ဒီ banana ကျွန်းလေးရပါတော့ဒါမဲ့ကိုကုတ်ကြတော့သူကအဲ့လိုမသွားဘူးပတ်စံကုန်လို့ အနီရလဲဟုတ်ပေါ့နော်ဟိုချင်းချင်ရနော်အနီနဲ့အနီမျိုးသားဆိုမဟုတ်ဘူးလေတာတာနဲ့တာရဲ့ချွေးမချွေးမကောအကုန်လုံးပါတော့တိရောက်ကိုပဲ350ဆိုဆရာဆို350ဖြစ်နေအဲ့တော့9ရောက်ဆိုတော့ကိုကကိုနှားစီနေမှာဟုတ်မှာဆိုတော့အဲ့မှာပဲအန်တို့နားလိုက်တာပေါ့နော်နားပြီးတော့တော်တော်လှပါတယ်ကျွန်လေးရဟိုပေါ့နော်ကန်းချီရတယ်အရန်ကောင်းတယ်အေးစစ်စစ်စင်အဲ့မှာလည်းအန်တို့အစားသောက်လေးမှားစားတာပေါ့မှားစားရင်မှားစားရင်မှားစားရင်နဲ့ အဲ့မှာအဲ့ကလေးမလေးကအနေနဲ့မြန်မာမန်းလည်းမသိဘူးသူတို့မြန်မာမန်းလည်းကိုမသိဘူးသူတို့လည်းကိုမြန်မာမန်းမသိကြအောင်မသိတော့အဲ့မှာကလေးမလေးကအော်သူတို့လည်းဧည့်သည်လာတော့ပေါ့နော်အစားအသောက်မှားလိုက်ဟိုသွားပြီးတော့စရင်ကောင်းလိုက်ပတ်စံပေးလိုက်ဆိုတော့သူလှုပ်ရှုပ်ရှုပ်နေတာပေါ့ရှုပ်နေသူ့ဟာသူပါစက်ခတ်ထွက်သွားတာအင်းပြန်ကျင်လိုက်တာတဲ့အပန်ကြီးဟဲ့ဒီကလေးမလေးကမြန်မာပါလားပေါ့နော်အဲ့တခုကငါတို့တွေကဘလို့လို့မြန်မာအချင်းချင်းမသိလဲဆိုတော့ ခါလိမ့်တော့အန္တရာယ်တည်တာမြန်မာမှန်းတည်တယ်။တနခါမလိမ့်တော့အန္တရာယ်မြန်မာမသိဘူး။သူတို့ကတနခါလည်းမလိမ့်ထားတော့အန္တရာယ်မြန်မာတနခါမလိမ့်လို့ရှိရင်ငါတို့အေရှန်နေရာမြန်မာနဲ့ထိုင်းကတည်မှာရုပ်တရားဟောနော်သဆင်တူနေရာပေါ့နော်။ဆိုတော့အိမ်ပြန်ကျင်လိုက်တာဆိုတော့တမီးလို့ဒီနေ့အိမ်ပြန်ကျင်လားလို့အန်တီလည်းအိမ်ပြန်ကျင်နေဆိုဟဲ့အန်တီရဲ့အန်တီကမြန်မာလားဆိုတော့ဟုတ်တယ်လို့အန်တီကမြန်မာပါလို့ဒါပေမဲ့အန်တီကဟိုမှနေရာနှစ်ပေါင်း33နှစ်ရှိပါပြီလို့ အဲ့မှလေး तू ကလေးဟဲ့ပြောလိုက်တာတဲ့မြန်မာပြောရတာဆိုစကားတွေကိုယ်ပြောပြပြောနေနေမှလေးအဲ့မှလေးမြန်မာတွေကြီးပဲတလားအဲ့မှဆန်ရှင်းကထိုင်းပေါ့ကွယ်အသီးဆုံးဖြောတာလဲမြန်မာမှာပဲအကုန်မြန်မာတွေတော်တော်များတာအဲ့မှ तू ပြောပြတယ်အဲ့ဒီကျွန်းမှာတဲ့ကျွန်တော်တို့ဒီမြို့ဒီကိုကိုမတ်မှာကတဲ့မြန်မာတွေဆိုပြန်စင်းစားတယ်ပထားရမှာလဲမြန်မာတွေအများကြီးရှိတယ် ဘယ်မှာမဆိုသူမြင်ပါတယ်အများကြီးရှိတယ်เนาะမြန်မာမြန်မာတွေအလုတ်ကိုတကယ်ကြိုးကြိုးစားစားလုပ်နေကြတဲ့သူတွေတပုံကြီးပဲအထူးကအန်တီပြောကျင်တာဘာလဲဆိုတော့အဲနိုင်ငံရေးအကြောင်းပါတော့မှာပေါ့เนาะဒါကတော့မပြောချင်ဘူးနိုင်ငံရေးကိုဒါပေမဲ့လည်းပါတော့မယ်အခုလို့ပေါ့เนาะတို့တွေအခုဆိုရင်အနေနဲ့အစိမ့်ပေါ့ကွအခုပြောပြောနေတဲ့အစိမ့်နဲ့အနေနဲ့အာနာ လူနေတဲ့ကြားထဲမှာကြားထဲကမြေစာပင်က တို့အောက်ချီလူဒန်းစာမြန်မာလူမျိုးတွေဒုက္ခရောက်ရတာပဲနော်အဲ့နှစ်ဦးအစိမ့်နဲ့အနီနဲ့ကြားထဲမှာဖြစ်တဲ့အာနာယူတွေအာနာအယူတွေနဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့သူတွေရဲ့ကြားထဲမှာဒုက္ခရောက်တာကတို့မြန်မာလူမျိုးတွေသူများနိုင်ငံမှာ တနေကုန်တနေကုန်မတည့်ရဲ့အလုံးလို့တနေ့ဘယ်လောက်ရ300လေ300ပဲရတာတို့ခါကြလို့ရှင် ကိုစားမဲ့အရာကိုမစားရတော့ဘူးတို့အမကို စားလို့ရှင်တို့အားပေးလို့ရှင်တို့မျက်နှာရမယ်ပေါ့နော်အနီကအဲ့လိုတွေ့တာတွေ့ထားတာပါတယ်ဆိုတော့တို့ခမညာကြိအိမ်ပြန်ဂျင်လိုက်တာတဲ့နင်တို့နင်တို့အယူတွေ အစိမ်းနေရောအနီတွေရောနင်တို့မှလေနင်တို့သားသမီးတွေကိုကြတော့နင်တို့ကတော့နိုင်ငံခြားတွေမှာပို့ကြောင်းကောင်းကောင်းတွေပို့နေရာကောင်းကောင်းပို့ငါတို့အောက်ခြေလူရန်စာတွေကြတော့အလုတ်ကိုသူများနိုင်ငံမှာပင်ပင်ပန်ပန်နော်ဒီမနေ့ဆိုလို့ရှင်လေဒီမှာငါငါဟိုတယ်မှာတဲတဲ့သူနှစ်ယောက်မြန်မာတွေကရားလူမျိုးတွေဟိုတယ်လာရှင်းပေးရတယ်အန်တီအစဉ်ပြေရလားဩ သမီးတို့စူးစမ်းကြတော့ဘာပဲဖြစ်ဖြစ်အာမငယ်ပါနဲ့သမီးတို့လူတိုင်းကိုအိမ်ကိုပြန်ခြင်းနဲ့လူတိုင်းကိုအိမ်ကိုလွမ်းနေဟဲ့နင်တို့ကတော့ဘယ်လွမ်းမလဲနင်တို့ကတော့ဟိုနိုင်ငံကပတ်စံနဲ့အနီဆိုလို့ရှိရင် အနီဘက်ကခိုးလိုက်ကြတာခိုးလိုက်ကြတာနော်ခိုးပြီးတော့အလှပတ်စံတွေကိုခိုးကြတယ်အမတ်တွေဆိုလို့ရှိရင်အလှပတ်စံတွေခိုးပြီးဘာမှလည်းမလုပ်ဖိနဲ့နိုင်ငံကြောက်အရှုအရှုအရှုထွက်သွားကြတယ် နော်ဆယ်လီတွေလက်သုံးချောင်းထောင်းတဲ့ဆယ်လီတွေဟောနိုင်ငံခြားသွားတဲ့လူနဲ့ပြန်ပြီးတော့အမှုပညာလောက်တဲ့ဗာနဲ့ဗာတဲ့ဗာတဲ့သူပြောပါလေယုံမတက်နဲ့ယုံထွက်မြောက်ပေးပေးကြပြီးတော့နင်တို့ပဲယုံမတက်နဲ့ယုံထွက်ဆိုပြီးတော့တချို့တွေစီရီယာနေဆိုလို့ရှိရင်ငတ်ပြက်ကုန်ပြီငါတို့ငါတို့နိုင်ငံမှာကတကယ်သနာ့အကောင်လေနင်တို့မှာလူသားချင်းကိုချင်းစာနာတဲ့စိတ်မရှိဘူး ဲ့ဒီနေရာမှာငါသားသမီးတွေဆိုတဲ့စိတ်ငုံမှမရှိကြအောင်ငါတပိုတဲ့ကောင်းဖို့ငါမိသားစုကောင်းစားရင်ပြီးရောဆိုတဲ့စိတ်နဲ့လုံနေကြအခါကျတော့တကယ်တမ်းဖြစ်နေတာကတကယ်ရန်သနာဖို့ကောင်းတယ်။ तू ကတော့ကိုယ့်အမေမမမထိပဲနဲ့ तू ကတော့အမေမစကားနားမလဲဆိုတော့ဗဇက်ကလှုပ်ခနှစ်ထွားတာအိမ်ပြန်ခြင်းလိုက်တာတဲ့။ကိုချင်းစာချီစမ်းနင်တို့ကအဲ့ဒီနေရာမှာဆိုဘယ်လိုခံစားရမလဲ။ဘယ်ခံစားရမလဲ။ အစိမ်းကလည်းနော်ရသမြပတ်ဆောင်ကိုယူတဲ့အာဏာယူတဲ့နော်ငါတို့နိုင်ငံကိုဒုက္ခကလေးတွေကိုဒုက္ခမျိုးပေးကြတယ်နော်အာဏာယူကြတယ်ဘာမှလှုပ်ရှားကန်ဆားလို့မရဘူးအနီကလည်းဟိုအစိမ်းကိုတော်လာမယ်ဆိုပြီးခွက်ခောက်တယ်ခိုးတယ်ဝတ်တယ်အမတ်တွေအချိုးရှိုးထွက်သွားကြတယ်လက်အောင်မှာကြံခဲ့တာကလက်လုံးလှစားတဲ့ရင်ဒုက္ခရောက်တယ်ဘဝမှာ အသက်ရှင်နေရတာဘလို့ကလူဖြစ်ရကြမနဲ့ဘူး လူဖြစ်ရကျွန်မနဲ့ကြာဘူးကလေးတွေကမှာအဲ့ကွာကိုရှင်းစာအော်သနာကိုကောင်းလိုက်တာကလေးလေးတွေသူခင်ဗျာရုံးကန်စူးစမ်းနေရတယ်နော်မီမီဝေးဖာဝေးမီဝေးဖာဝေးနဲ့နော်အိမ်ပြန်ခြင်းနဲ့စိတ်ရှိလဲချိုးချိုးချံပြီးတော့သူတို့မှာစူးစမ်းနေရတယ်နင်တို့တွေကြာတော့နင်တို့ရဲ့အတ္တတွေအတွက်နင်တို့တကိုယ်တည်းကောင်းစားဖို့အတွက်နင်တို့တွေကကိုပသမချင်း ကိုချင်းမဆာနာဘဲနဲ့နင်တို့ပဲကောင်းစားပြီးရောဆိုပြီးတော့ အစိမ်းရောအနီရောတကယ်လောက်ရတယ်အရင်တော့ဆိုတော်လိုင်းရင်းမှာနော်အဲ့ဒါအခုအဲ့ဒါနဲ့အန်ဒီကစကားမဆက်လို့ပြောမိတာပေါ့နော်တော်လိုင်းရင်းမှာဘယ်လိုလှူကြလဲဆိုတော့အမြစ်ပြောလေသမီးရဲ့တို့တော်လိုင်းရင်းကအောင်မလဲမဟုတ်ဘူးပေါ့အဲ့လိုပြောလို့ငါလာမဆဲကြနဲ့အစိမ်းအနီသမားတွေနှုတ်ခိုးနေရတယ်လေနှုတ်နှုတ်ခိုးလို့မှမွာတာဟာရောသမီးရဲ့လို့ဘာမှမလုပ်ပါနဲ့လို့ကိုပစံလေးကိုလို့ကိုဖာတာကိုပဲချစ်ချစ်လေးခိုင်းပြီးတော့ကိုရှိပဲကိုမိသားစုရှိပဲကိုတွေးပါလို့သမီးတို့လှူလိုက်တဲ့ ို့ကသမီးတို့ရဲ့ချိုးရင်းနဲ့စာကိုယူပြီးတော့သူတို့ရဲ့ကိုကြိုးတက်ကိုတုံးနေကြတယ်သမီးတို့ရဲ့လို့ဒါကြောင့်မလို့သမီးတို့ဖြစ်နိုင်လို့ရှိရင်လို့ဘသူမှကိုမသွားတော့နဲ့လို့လေးနှစ်ဖြစ်နေပြီသမီးလို့သမီးတို့ကိုတက်ကိုကိုကြည့်ကြတော့ကိုတက်ကိုကိုပတ်ဆက်ဆူကြတော့လို့ပြောခဲ့တဲ့ချက်ကတော့ရှင်းရှင်းပဲပါကြောက်လေနင်တို့တွေခိုးနေတာရမြင်လို့မကောင်းတာနော်နင်တို့တွေခိုးကြအခွက်ကြအိမ်မြောင်းထိုးလိုက်သေးတယ်နင်တို့တွေခိုးနေတာဟိုကနေညမကောင်းရှုမကောင်းဒါကြောင့်မို့ငါတော့အဲ့ကလေးတွေပြတ် ဘာပဲဖြစ်ဖြစ်ပတ်စံစုပတ်စံစုပြီးလို့ရှင်ကိုမွေးရလည်းပြန်လို့ရလည်းပြန်ကြပါတော့ပြန်လို့မရတဲ့အတိုင်းမှာပဲနေကြအိမ်ရောအိမ်ရောချွတ်ထိုးနေကြပါအလေးရတော့တို့အားပေးပါလေဒီနေ့ဆိုတော့တော်တော်လေးတော့စိတ်လည်းမကောင်းဖြစ်မိပါတယ်လို့တို့တက္ကသိုလ်ကြောင့်လဲဆိုတော့တကယ်ပါ time မှာအလုပ်လုပ်တဲ့သူတွေအရင်ကတနာဖို့ကောင်းတယ်နော်တို့ဒီနေ့ကောင်ပင်ပင်မတ်လုပ်လို့ရတယ် အန်ဒရိုအခန်းလာရှင်းတဲ့သူဆိုနှစ်ယောက်ရှင်းရအခန်းကျဲတာကိုအခန်းထဲလည်းကျဲတယ်နော်မှုရတဲ့စောင်းတွေကြီးရတယ်ဟိုပေါ့အထူတွေဆိုတော့လေနှစ်ယောက်မှတာပေါ့နော်အမြန်လေးပြီးသွားတာပေါ့နော်အဲ့တကူနောက်တကူသူ့ရဲ့ system ကိုအနေသဘောကြတယ်။ဘာကြောင့်အန်ဒရိုမနက်ကအန်ဒရိုမနက်ကိုအန်ဒရို breakfast ကိုခွန်လိုက်ခွဲသွားစားကြအောင်။စားလဲစားတော့အန်ဒရိုစားနိုင်ဝက်ပေါ့နော်။ခွန်နိုင်ကိုရှင်းနိုင်လဲသူကအခန်းကရှင်းပြီးသွားပြီတော့ဒီလား။အဲအခန်းကလည်းမြန်တာပေါ့နော်။ သူတို့ငါတို့ပဲချက်မြချောင်းကြည့်နေလဲပေါ့ငါတို့ငါတို့အခန်းရှင်းဖို့တက်ပေါ့နော်။ဘာကြောင့်အန်ဒီနော်ဆိုရင်မဲဆောက်မှာတဲတဲ့ဟိုတယ်တွေဘန်ကောက်မှာတဲတဲ့ဟိုတယ်ဆိုလို့ရှိရင်နောက်အစားအရှိရနဲ့ချိန်ထားပေးရတယ်နော်။ clean my room ဆိုပြီးတော့အခုအဲ့လိုမဟုတ်ပြောစရာမလိုပဲနဲ့လောက်ရှင်းကြတာတော့ဘယ်ဟုတ်မလဲ။ကို breakfast သွားစားတဲ့ခါမှာသူတို့အခန်းနံပါတ်မေးတယ်။အခန်းနံပါတ်ဘယ်လောက်လဲ။အဲအခန်းနံပါတ်6ဆိုရင်အဲသူကတခါတည်း လှန့်ပြောလိုက်တာခဏမှရှောက်က breakfast လာစားနေပါပြီသွားရှင်းတော့ဆိုအရေတို့အဲ့လိုပြောကြတာသိလားအော်အဲ့ဒါမှပဲသိတော့တယ်ဘာပဲပြောတော့အန်ဒီကတော့ကိုလူမျိုးတွေဘာပဲပြောဟုတ်ပေါ့နော်စူးစားနေတဲ့လို့တဲ့သူတွေအားလုံးအကုန်ယူပါတယ်လို့ဒီနေ့အန်ဒီကကိုမအစစ်စင်ကတော့စိတ်ချမ်းသာပါတယ်ကောင်းလိုက်ပါအန်လေးကြီးကူးခဲ့ပါတယ်တားရည်လည်းမဲသွားပါပြီ ။အပြန်ကြတော့နောက်ထပ်ကျွန်းကျွန်းသွားဖို့ပေါ့နော်စီစဉ်ထားပါတယ်လို့အားလုံးကျမ်းမှချမ်းသာကြပါစေ။